ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေးရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနေ့လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေဖို့မြမရူရာအတ္တဟောကိန်းစာအုပ်မှာဟောကြားထားသောတနေ့လာသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိစာဟာရစံကြံပြုဟောစရံကိုပြည်ပြည်ဆုံးဆုံးဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစားခင်မှာတဦးစေတနာတဦးမြတ်သာဆိုတဲ့ subscribe လေးနှိပ်ပေးခဲ့ ကိုတောင်းဆိုပြစေအစ်စ်တနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္လာသားသမီးများအတွေ့15ရက်စာဟောစတန်ဒီကာလအတွင်းမှာအလောက်အကျန်းစီအသည်များလောက်ကန်ရန်အနေထားပေါ်ပါလိမ့်မယ်အပျော်ပါနဲ့ပတ်သက်သောကိစ္စများတွင်လွင်တကူကြုံတွေ့နိုင်နေငွေကုန်အကျိုးမဲ့သောလုပ်ငန်းများလုပ်ရန်တိုက်တွန်းသူများနဲ့တွေ့ရမယ်အလောက်လုံးချင်းငွေရှာခြင်းသည်တုံဆွဲရန်ဖြစ်တဲ့စီစဉ်ခံရန်ဖြစ်တဲ့ပျော်ပါရန်ဖြစ်တဲ့ဒုတိယမဟုတ်ပါကလောကတွင်နေထိုင်ခြင်းသည် အချင်းဤဖြစ်သည်ဟူသောစကားများပြောဆိုမြောက်ပင်သူများနဲ့ကြုံရမယ်ကိုယ်တိုင်သည်လည်း၎င်းတို့ပြောစကားများအပေါ်တိမ် ညွက်ကအလုံးလုံးလုံးစိတ်နေပါခြင်းစူးစမ်းပန်းစားလှုပ်ချင်းတဲ့ဝိကျေတန်းကြီးအလုံးမျိုးကိုလှုပ်၍အချိန်ပြည့်အနာယူရန်စဉ်းစားနေတတ်တယ်။ငွေရှာရမြေကိုပြင်း၍ငွေသုံးရမြေကိုပျော်ပနေတတ်တယ်။စနစ်တကျနဲ့စူးစမ်းပန်းစားဝရိယအားစိုက်ထုတ်၍လုပ်ငန်းလုံးနေသည်ကိုကြည့်၍အပေအတွက်မြင်းမြအလုံးလုံးနေရသည်နှင့်ကျမ်းမာရေးကိုဂရုမစိုက်အလုံးသည်အေးမကြည့်အချိန်ပိုသည်မြဟိုသွားဒီသွားလှုပ်၍တထိတကြွယ်များအနာယူပုံအလေးချိန်ကလုံးနေပုံများကိုပြော၍ဝရိယနေအောင်ကြုံသောသူများနှင့်တွေ့ရ မယ်။တအားသမျှပတ်ဝန်းကျင်နဲ့ကိအောင်နေထိုင်မှာကိုလို့သမျှထိထိမိမိအကျိုးရှိမယ်။အချိန်ကုန်ငွေကုန်ကိစ္စရများရှောင်ရှားတင်ပါတယ်။လူငယ်များအဖို့ပညာရေးမှာမပေါ့တယ်မှာအားနေခြင်းများဝင်နေတတ်တယ်။ငွေမချင်းကားတင်မှာဆုံးတက်ပါတယ်။အမျိုးသားများအဖို့နာမည်ပြက်ရှိသောသူများအတိတ်ကာလအရှုပ်ထွေးရှိသောအမျိုးသမီးများနဲ့ဆက်နွယ်မှုအပေါ်မိဘဝန်းကျင်မှအနောက်ရှေ့ပြုတာပါတယ်။နိုဝင်ဘာလ24ရက်26ရက်29ရက် 28ရက်29ရက်ဒီဇင်ဘာလ1ရက်4ရက်နေ့များတွင်လုံသမရည်ရွယ်သမျှအောင်မြင်မယ်ငွေကြေးကိစ္စပြောဆိုဆောင်ရွက်အောင်မြင်မယ်ကိုပိုင်မူကိုပိုင်ဟန်နှင့်လုံသောကိစ္စများမှထူးခြားသောတိုးတက်မှုရရှိမယ်ကာလအတန်းကြာစိတ်ကူးထားလျက်လက်တွေ့မလုပ်ဖြစ်သောကိစ္စများကိုစနစ်တကျလုပ်၍အောင်မြင်မယ်သူတစ်ပါးကြောင့်ဖြစ်သော ပြဿနာများကိုဖြေရှင်း၍အဆင်ပြေမယ်နိုဝင်ဘာလ20ရက်22ရက်25ရက်30ရက်နေ့များတွင်စိတ်အနှောင့်အယှက်များရှိမယ်ဆောင်ရွက်သမျှနှောင့်နှေးမယ်အတိုက်ခံ တအစီရှိမယ်ကာလအတန်းကြာမြုပ်နေသော ပြဿနာများပြန်လည်ပေါ်ပေါက်ကဖြေရှင်းရမယ်အစာမခြင်းစိတ်မခြင်းစေထုံးမခြင်းဖြစ်လွယ်တတ်တယ်အလုတ်ကိစ္စများကိုတစ်ချိန်တစ်ခါနဲ့ဆောင်ရွက်ရုံနဲ့မပြီးမြောက်ပဲအချိန်ချင်းခါခါဆောင်ရွက်ရခြင်းရှိပါတယ်နိုဝင်ဘာလ22ရက်23ရက်ဒီဇင်ဘာလ2ရက်3ရက်နေ့များတွင်အတိုက်အခံများအားကြော်လွားနိုင်မယ်အလုတ်တစ်ဖက်ပညာတစ်ဖက်နဲ့တွဲ၍တိုးတက်မှုများရရှိမယ်စီးပွားလုပ်ငန်းရေးရာများတွင်ကိုလို့တလောက်ထွန်းပါအောင်မယ်အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရမ မယ်ပြဿနာများကိုဖြေရှင်း၍ကောင်းပါတယ်ပေါ်ပေါက်လာသောစိတ်ကူးများကိုလက်တွေ့ဆောင်ရွက်၍ထူခြားသောတိုးတက်မှုများရရှိမယ်အလုရှာခြင်းအလုကိစ္စစကားပြောဆိုခြင်းများအဆင်ပြေပါလိမ့်မယ်အကျိုးပေးသောအရာပန်းရောင်ခရမ်းရောင်မရမ်းစင်းရောင်မိုးပြရောင်အနီးရောင်ကျသွေးရောင်တို့သည်ဒီရက်အတွင်းမှာကံကြိုးပေးမြမစေသောအရာများဖြစ်ပါတယ်ကံကောင်းစေသောပန်းများမှာကံကောင်းညွန့်ကံကောင်းပွန့်ကံတမာပန်းရောင်စုံကျဲရခွင်ပန်းနှင်းပန်းစပယ်ပန်းခရီးပန်းငွေပန်းပွန့်တို့ကို အလုခန်း အလန်းတို့တွင်အလားစင်ပန်းဦးထိုးပေးခြင်းဖြင့်ထူးခြားစွာကံပွင့်လက်ပွင့်စေပါလိမ့်မယ်။ယခုကာလအတွင်းတေယုံစကားပန်းဖရမလူကောင်းမှာအကျိုးပေးကဏ္ဍများမှာယခုကာလအတွင်းတနင်္လာနေ့မွေးသူအလုံးတို့သည် အတိတ်နမိတ်ထိုးရ၍တော်၎င်းထူးခြားသောနမိတ်ရ၍ကြီးထိုးသောအခါတွင်၎င်းညံခွင့်အုံးချ၍ကြီးထိုးပါ။ယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာရှစ်လေးချောက်တဲ့ကဏ္ဍများဖြစ်ပါလေ။ရရရကလေးငယ်တို့ဟာဖရဆောင်နှမ်းဘက်မှာဦးစီတလုံးဝယ်ယူကလက်ဆောင်ပေးပါ။တကြည်ရွယ်တို့အားကိတ်မုံ င်လိုပါနေရှိဝါရတောင်များ ရှောက်ဖွေးပြီးစွန့်ပြစ်ပါတနေ့လံသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနေ့လံသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်